Hello မင်္ဂလာပါရှင်အားလုံးပဲမင်္ဂလာပါကျမလေမနေနိုင်လောလို့ပြောပြောတာပေါ့နော်မနေနိုင်လောလို့လိုင်းတက်တယ်လို့ပြောပြောလို့ရတယ်ကျမတခုပြမယ်ကျမတခုပြမယ်ဒီရထောက်လိုင်းကြီးဒီအလောက်မညံ့ဘူးအမလက်ပြပေါ်တဲ့ဟိုအခုဘလို့အနေသားနဲ့ခမားတိုးစင်လာတာလေဘုရင်ဘယ်သူဘယ်နာကဖမ်းမိတာဒီမဲ့ဝါကြီးဇာတ်ချော်နာတယ် မော်လီယာကျွန်တော်တို့ရဲ့ PNG PDF တွေထောက်လိုင်းကြီးဒီဟာညံ့တယ်လို့ထင်တာကြောက်အခုတော့နေချုံလာတော့ဒီဟာမှုလို့ပြောတယ်မိလာလို့ကြောက်ဟိုအမမခမရကဟိုပြူအောင်မှုဆိုကိုကအရှိတက်ကမှာလေဘာလို့ကလေးတွေစေးကျွေးပြီးတော့အရှိလောလောလာလဲဟမ်ဟုတ်ကျွန်တော်တို့ကတော့ကျွန်တော်တို့မှာဟောတာဆိုလို့ကလေးတွေအတွက်ပေါ့နော်ဒီပတ်သက်စားတွေအတွက်ကိုကျွန်တော်တို့အတိတ်ကအတွက်ကျွန်တော်တို့ ရင်းစေးကျွေးပြီးတော့မှကျွန်တော်တို့ကဆေးကိုတိုက်ပါတယ်ခင်ဗျာ။ဩအခုတို့ရဲ့ဒါဆိုရိတ်ခါအဓိကမြင်းစေးပေါ့။ဟုတ်ကဲ့ကျွန်တော်တို့ကမြင်းစေးမှမရှိရင်ကျွန်တော်ကဆင်မတိုက်လို့မရတော့ပါဘူးခင်ဗျာ။ကျွန်တော်ဆစ်စီရေးတိုင်းမှာငယ်ဘော်တွေအစားတမမှုကြီးအမှုတွေအစားကျွန်တော်မြင်းစေးကိုဟိုတိုင်းမှာလိုအပ်တာကိုပုံပုံကြီးသုံးစွဲရပါတယ်ခင်ဗျာ။အော်ကမာရောစပေါ်မှာတက်မတော်ဟာဟိုရှင်နီဘောင်းကတံပြိုးအော်တိုကတံပြိုးစပေါ်မှာတက်မတော်လဲနော် ်အဲ့ဒါ PDF ကခေါ်တာနော်စကောက်မှတက်မတော့လို့ဟုတ်ကဲ့ပါဒါပေမဲ့ခမဒီထဲမှာတော့နည်းနည်းစစ်ကြောရေးကိုတက်လောက်လောက်ဝင်ရမယ်နော်ဟုတ်ကဲ့ပါခမအဲစစ်ကြောရေးဝင်တဲ့ကာလမှာကိုကြီးရဲ့ဝတ်စာကျူးခိုင်းမှာသူ့ပါချိုးလာလာပါဘောဘောတူတူ PDF တီပြန်ပြီးဒီရအနာတို့စက်သားတွေတို့ဒီရဆောင်မြုံမအောင်နော်အခုခမကိုလက်ပြားနေတော့မသိဘူးနော်ဟုတ်ကဲ့ပါခမကျွန်တော်ကျေးဇူးတင်ပါတယ်ခမဟုတ်ကဲ့အဲ့ဒါညနေစာ ရှူရင်တော့ကျွန်တော်တို့ပြီးခဲ့တယ်မှာမြင်းသေးမရှိဘူးအဲ့ဒါဆိုကျွန်တော်ပြန်တော့ပြီလို့ရမလားခင်ဗျာကျွန်တော်မြင်းသေးတစ်ပြက်စီပြန်လာကြပါမှာခင်ဗျာလူကြီးကိုမေးကြည့်အောင်ဆိုတော့အခုကသူတို့ကဒီစစ်ကော်မရှင်ဆိုပြီးတော့မှရွေးကောက်ပွဲလုပ်ဖို့အတွက်ကိုထပ်ပြီးတော့နာမည်ပြောင်းတယ်ဟာလားဒီစစ်တပ်ကဒီကျန်းဖတ်အာဂျီနိုဆိုက်စစ်ကော်မရှင်ကနေပြီးတော့အာ ပြောင်းတယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုလူတွေကဘာတွေလိုက်ခေါ်လဲဆိုတော့စက်ကောင်မစက်ကောင်မဆိုပြီးတော့မှခေါ်တယ်ပေါ့အဓိကတော့စက်ကောင်မဆိုတာဒါကစက်တူကောင်ဆိုရင်တော့စက်ကမရပေါ့နော်စက်ကော်မရှင်စက်ကော်မရှင်ဆိုတော့အဲ့ဆိုရင်ဘာဖြစ်လို့ရဖို့ဖြုတ်ပစ်ပြီးတော့မှစက်ကောင်မပဲခေါ်လဲဘာဖြစ်လို့ဒီ passive ဂျီနိုဆိုက်တွေရဲ့ဒီတတိမမှန်တဲ့ဖက်ဆစ်ရုပ်တွေရဲ့အာ DSA ကျောင်းကိုလည်းသူတို့ကဒေါ်ဆိုင်အင်းလို့ခေါ်တယ်လေဆိုတော့အဲ့ဒါသူကဘာကိုပြလဲဆိုတော့အမျိုးသမီးတွေကိုသူကနှိမ်ချင်တဲ့သဘောနဲ့ခေါ်တာအဲ့လိုမျိုးခေါ်တဲ့လူတွေကတော်လှန်ရေးလုပ်နေပါတယ်ဆိုတဲ့လူထဲမှာတောင်မှပါတယ်နော်ခုနကဗီဒီယိုကတကယ်ဆိုရင် ကျွန်မတိတက်လောက်ကအဲ့ဒီ ဟိုစစ်ခွေးဝတ်စုံတွေကဒီစစ်ခွေးကိုတယောတဲ့ဟာတွေသူတို့လော့နေတာပေါ့နော်အဓိကတော့တကယ်လဲစစ်ခွေးထဲမှာကသူတို့ကမြင်းဆေးတွေကြွေးပြီးတော့မှဒီဘင်းရည်တွေထိုးပြီးတော့မှသူကရှစ်တန်းကိုတိုက်ခိုင်းနေတာအဲ့ဒါဟုတ်တယ်။ဘာကြောင့်ဆိုတော့ကျွန်မအရင်ဗီဒီယိုမှာကျွန်မပြောပြထားဖို့တယ်လေ။ ဒီဒဝဲခရိုင်တရက်ချောင်းမျိုးနဲ့တောင်ပြောက်တိုက်နယ်ကိုဒီစစ်ထိုးဒီစစ်ခွေးတွေစစ်ကြောင်ထိုးတဲ့ချိန်ဆိုသူတို့ကကင်းဘုံဝတ်တယ်ပေါ့နော်ကင်းဘုံဝတ်တဲ့ချိန်မှာသူတို့ကညင်ညင်လေးနေတယ်နေတဲ့ချိန်မှာသူတို့ဘာမှမစားဘူးသူတို့စခန်းချထားတဲ့နေရာမှာသူတို့ပုံရင်တဲ့နေရာမှာဆိုရင်အဲ့ဒီစလင်းတွေဒီအာတတ်မတော်အတွက်သာထုတ်လုပ်တယ်ဆိုတော့အဲ့ဒီဘူးခွန်မှာတစိပ်ပါတဲ့ ဲ့ဒီသူတို့ရဲ့ bank ဆေးရည်တွေအဲ့ဒါတွေကသူတို့စခန်းချထားတဲ့နေရာမှာသူတို့ခင်းဘုံဝတ်ထားတဲ့နေရာတွေမှာဆိုရင်အဲ့လိုမျိုးကြံကြံခဲ့တာအုပ်စုလိုက်လေအဲ့လိုမျိုးတပုံတပုံကြံခဲ့တာပြီးတော့သူတို့ခင်းဘုံဝတ်ထားတဲ့နေရာမှာဆိုအဲ့ဒီမြေတွေကစပြားနေတာအဲ့ဒီသစ်ပင်အဲဟိုမြက်မြက်တွေဘာတွေမှမရှိဘဲနဲ့သူတို့ကမစားမတောက်ဘဲနဲ့အဲ့လိုမျိုးတွေနေပြီးတော့မှဟိုခင်းဘုံဝတ်တာပေါ့နော် ဟိုလူစိတ်ပြောက်တာပေါ့အဓိကတော့လူစိတ်ပြောက်အောင်လဲလုပ်ထားတယ်ဒီစစ်ခွေးတွေကဖက်စစ်ရုပ်တည်ရုပ်တွေကအဲ့ဒါကြောင့်မို့လို့ဒီစစ်တပ်ကရှိလို့မရတော့ဘူးဒီအာပြည်သူတက်မတော်နဲ့ကောင်းတဲ့တော်လှန်ရေးတပ်တွေနဲ့စားထုတ်ဖို့အတွက်လုပ်ရမယ်ဆိုတော့ جماعه ခဏခဏပြောခဲ့တဲ့ဟာရှိတယ်လေဒါပေမဲ့ဒီနေရာမှာ جماعه ပြောချင်တာကအဲ့ဒီဆေးတွေကတကယ်လဲသူတို့သုံးခဲ့တယ်မြင်းဆေးတို့ဘာတို့ဒါပေမဲ့ခုနကဒီအာလုတ်ထားတဲ့ဟာတော့ جماعه သိတဲ့လောက်ဒီကောင်တွေကဒီဟိုစစ်တပ်ကိုတယောပြီးတော့မှဟိုဒီ လုံးလုံးတက်ကပေါ့နော်မော့ကင်ပေါ့ဒါပေမဲ့အာမော့ဖြစ်ပေမဲ့လည်းတယောထားပေမဲ့လည်းတကယ်ကဒါသူတို့ထဲမှာအဲ့လိုမျိုးတကယ်လုံးနေတာဆိုတဲ့ဟာကိုကျမကထပ်ပြီးတော့သက်သေပြချင်တာပေါ့နော်အဲ့ဒီတော့ကျမရခဲ့တဲ့ရဲဘော်တွေစီကကျမစီကိုပုတ်ပေးတဲ့ဒီဆလင်းတွေသူတို့သုံးထားတဲ့ဒီဆေးဘူးခွန်တို့ဘာတို့ဆိုကျမကိုတက်ပေါ်ရပြီးပို့တယ် အဲ့ဒီဓာတ်ပုံရိုက်တဲ့ပုတ်ပုတ်ပထပေးတဲ့ဟာကိုလည်းကျမကရင်တော့ကဒီလူခွင့်ရေးထုခုစစ်လေပေါ့နော်သောမတ်အင်ဒူးနဲ့တွေ့တဲ့ချိန်မှာလည်းကျမပုတ်ပေးထားတာရှိရယ်သူရဲ့စက္ကနဲနေပြီးတော့သူရဲ့တွင်းမှုကလည်းတစ်ဆက်လည်းကျမပုတ်ပို့တာပေါ့နော်ပြီးရင်မြမအရေးလှုပ်ရှားနေတဲ့ဒီအာလူခွင့်ရေးအာထုဟိုဘာဟို ကော်မရှင်အဖွဲ့တွေကိုရောက်အောင်ပို့ပို့ခဲ့တဲ့အားအချက်လေးတွေရှိတယ်အဲ့ဒီကတော့တော့ပို့ပြီးပြီဒါမှခုနေမှာကျမပြောချင်တာကဒီဘာဖြစ်လို့များဒီတော်လှန်ရေးလုပ်နေပါတယ်ဆိုတဲ့လူတွေကအမျိုးသမီးတွေကိုနှိမ်တဲ့အနေနဲ့ဒီစက္ကမစက္ကမလို့ခေါ်တာလဲဆိုတဲ့ဟာသူတို့ရဲ့အတွေးခေါ်ကိုကျမကမေကောထုတ်เสียဖြစ်တယ်ဒီတော်လှန်ရေးကာလမှာအမျိုးသမီးတွေကအမျိုးသားနီးတူပဲ တော်လိုင်းရေးတူတူလုပ်နေတဲ့အဲမျိုးသမီးတွေလည်းအများကြီးရှိတယ်။အာတလောရတယ်လည်းမီဒီယာမှာအရင်တခုတွေ့လိုက်ပါတယ်။အဲ့ဒီမျိုးသမီးကသူကမျိုးသားနဲ့နီးတူ အာရဲမေရပေါ့နော်ဟိုဒီရဲဘော်တွေနဲ့နှီးတူမြို့သားနဲ့နှီးတူသူတို့ကစစ်တင်တန်းတက်ခဲ့တယ်အောင်ခဲ့တယ်ပြီးခဲ့တယ်ဒါပေမဲ့တကယ်ရှေ့တန်းထွက်တဲ့ခါကျတော့အဲ့ဒီမျိုးသမီးတွေကမခေါ်ဘူးအဲ့ဒီမျိုးသမီးတွေကဒီမျိုးသမီးဖြစ်တယ်ဆိုတော့ကိစ္စတခုနဲ့သူတို့ကထမင်းချက်ခိုင်းတယ်နောက်ကနေပြီးတော့ရိတ်ခါထုတ်ခိုင်းတဲ့လောက်ပဲအာဒုတိယဒန်ဆာပေါ့ supporting role မှာပဲထားတာပေါ့နော်မျိုးသမီးတွေကိုတက်လာမှကြောက်တာရောမျိုးသမီးတွေဟိုရှေ့ဘူထွက်ထွက်လာမှဟိုအရန်ကြောက်နေတဲ့ ဟာတွေကိုလည်းကျမတို့ဒီအာပြည်သူတော်လှန်ရေးတပ်ထဲမှာတွေ့တွေ့ရတယ်ပေါ့နော်အဲ့အဲ့ဒါလေးတစ်ခါတစ်ခုပြောချင်တယ်ရှင်းတယ်ကျမကတော့ကျမရည်တည်ချက်ကတော့စစ်အာဏာရှင်အပြင်အာဏာရှင်မှုသူတို့မြတ်ကိုမထောက်ပံ့ဘူးအာဆက်ကျင်တယ်ပြီးတော့ကိုက women human right defender တယောက်ရှိဖြစ်တယ်။အဲဆိုတော့မျိုးသမီးတွေကိုပြည့်ရပြူတဲ့ဟာနှိမ်တဲ့ဟာတဆစ်ထားတဲ့ဟာဆိုရင်လုံးဝအပန်နည်းနဲ့မှမခံဘူး။ zero tolerance အာအာဒီမခံဘူးပေါ့နော်အဲ့လိုမျိုးကိုထုတ်ပြောတယ်ဆိုတော့ဒီဖက်ဆေးရုပ်စစ်ကော်မရှင်ကလုံနေတဲ့ဟာကအမျိုးသားတွေကြီးပဲအကုန်လုံးအမျိုးသားတွေကြီးပဲဘာဖြစ်လို့မျိုးသမီးတွေကိုစက္ကမစက္ကမငယ်တို့စက္ကမတက်ကဆိုပြီးတော့မှအခုလက်ရှိစစ်ကော်မရှင်ကနေပြီးတော့ရွေးကောက်ပွဲကိုနာမည်စက္ကစအစ်ကောင်စီကနေပြီးတော့ပြောင်းလိုက်တဲ့စစ်ကော်မရှင်ရွေးကောက်ပွဲအတွက်ကိုပြောင်းလိုက်တဲ့နာမည်ကိုနောက်ဆုံးခေါ်ကြတာစက္ကမတက်စက္ကမတက်ဆိုပြီးတော့စစ်ခွေးတွေခေါ်တာပေါ့နော်အဲအဲ့လိုမျိုး ဒါဆိုစောက်ကောင်တက်လို့ဘာလို့မခေါ်တာလဲကျွန်မပြောချင်တာကလေဟိုစစ်ကော်မရှင်ကိုစစ်ကော်မရှင်လို့မခေါ်ဘဲနဲ့ဟိုစောက်ကောင်မပဲအာဘာဖြစ်လို့မမမဖြတ်ခဲ့တာလဲတကယ်လို့ခေါ်မယ်ဆိုရင်လဲစကမာယာလို့အာတိုဂတ်ခေါ်တယ်ဆိုရင်လဲအပြည့်အစုံခေါ်ပါလားပြန်ဒီခုနကပြောတဲ့စစ်ခွေးကြောင်းတွေကိုဆိုထုံဝေးထုံနေတဲ့ဒီဖက်ဆေးရုပ်အမ်အာစစ်စစ်ဘလူးဖက်ဆေးဂီနိုဆိုက်ခေါင်းဆောင်တွေကိုထု ဘာဖြစ်ဆိုတော့ DSA ဆိုတော့သူကဂျီနိုထိုင်လုံးတဲ့စစ်တပ်ဆိုတော့ဂျီနိုဆိုင်ခေါင်းဆောင်လောင်းလင်းတွေမှွေမွေးထုတ်တဲ့အကြောင်းပေါ့နော်အဲ့ဒီအကြောင်းကိုလည်းဘာဖြစ်လို့ဒေါ်စိန်အင်းလို့နာမည်ပေးရတာလဲဘာဖြစ်လို့များတာဟော မျိုးသမီးတွေကိုပဲအာနှိမ်တဲ့ဟာတွေမျိုးပြောနေတယ်လေပေါ့နော်အဲ့လိုမျိုးခုကတည်းကနေပြီးတော့ကျမကအခုချိန်ထိလဲဆက်ပြီးတော့ကျမကတော့ရှုတ်ချနေမှာအမျိုးသမီးတွေကိုဒီလိုမျိုးခေါ်ဝေါ်သုံးဆွမ်းနေတဲ့အမျိုးသမီးဖြစ်ဖြစ်မျိုးသားဖြစ်ဖြစ်နေတို့ကအာဒီလိုမျိုးခေါ်နေသေးသေးနေတို့သွေးခေါ်ကလည်းဒီစစ်တပ်နဲ့ဟိုဒီဖက်ဆေးရုပ်တွေနဲ့အာဒီပေါ့နော်ဒီဖက်ခိယထွေပေါ့ ဖိုဝါဒအကြီးဆိုတဲ့ဟောင်းနေတို့ကိုယ်တိုင်အားပေးအားမြောက်လုပ်နေတယ်ဆိုတဲ့ဟောင်းဓမ္မကတော့အဲ့လိုပဲပြောတယ်ခေါ်တဲ့လူမှတမျဖိုဝါဒကိုအားပေးတယ်ဖိုဝါဒဟိုဘကြီးဆိုရေးပေါ့ဒီကတော့ဘယင်စနဲ့ဖိုဝါဒကြီးဆိုရေးစတဲ့ဒီစစ်တပ်ကပဲဒီမျိုးသားတွေကပဲဒီယောက်ျားတွေကပဲလုပ်နေတဲ့ဟောင်းတွေကိုအားပေးနေတဲ့အတွက်ကြောင့်မလို့နေတို့ကအဲ့လိုမျိုးခေါ်တာလေ ောက်ကောင်မလို့ဘာဖြစ်လို့ခေါ်တာလဲဘာဖြစ်လို့စောက်ကောင်ထီးလို့မခေါ်တာလဲဘာဖြစ်လို့စောက်ကောင်လို့မခေါ်တာလဲအဲ့ဒါကိုမေးချင်တာကျမကလေရရန်ဆဆိုင်စကလုံးတွေလည်းကျမမပြောချင်ဘူးဒါကကျမအတွက်ကတော့အရန်ရိုင်းနေပြီဒါပေမဲ့သူတို့ပြောလို့ကျမကထပ်ပြောနေရတာလေနော်အဲ့လိုမျိုးဆိုတော့အရန်ကိုရှုတ်ချပါတယ်လို့စစ်ခွင်းနဲ့ဒန်းတူထားပါတယ်အဲ့လိုလူတွေကိုလည်း တကယ်ပဲနေရာတိုင်းမှာနေ့တိုင်းမှာတွေ့လာရကြားလာရပြင်လေရတာတွေကအဲ့ဒီဟာတွေပဲဖြစ်တဲ့ခါကြတော့အသေးပေါက်ချင်းစိတ်ရှိလာတယ်ပေါ့နော်နေတို့တွေများဘယ်လောက်ဘယ်တော့များမှာတွေးခေါ်တွေကမှတ်မှတ်ကန်ကန်တွေးခေါ်နိုင်တော့မှလဲဆိုတဲ့ဟာကိုဟိုမြန်မာပြည်ကဒီဖွာဒအားပေးတဲ့လူတွေဖွာဒကြီးစိုးချင်တဲ့လူတွေဒီ မေးဒိုမေးနဲ့ပေါ့နော်ဟိုဘဝဒအကြီးဆိုတဲ့ဇနစ်မှာပဲအများတန်းဖြစ်ပြီးတော့မှမွေးထုတ်နေကြလဲဆိုတဲ့ဟာနားမလည်နိုင်ဘူးပေါ့เนาะအဲ့ဒါလေးကိုလာပြောတာပါရှင်ကျေးဇူးတင်ပါတယ်